Welcome to Fizzler. Are you ready to rock? 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 Timmy Wee. ဒီလိုလေးပါ။မန်လေးအကြီးရေးပြီးတော့မဲဖောက်မယ်။ဆက်စားခြင်းတော့ကျွန်တော်တို့စားတာတောက်တာလေးနဲ့အရင်စားလိုက်ပါမယ်။ဒါကမြင်းသားကိုအချောက်ခံပြီးတော့အခုလိုသွားသီးချင်းစက်သွင်းချင်းလေးနဲ့စားတာပါ။ဒါကတော့တို့ရဲ့ပါမုတ် မာကလောက်ကလပ်ပြီးတော့ဒါကို Greek salad လို့ခေါ်ပါတယ်။မာမာဝါဟောင်းအောင်မြောက်တောက်ခဲလို့ပါ။ပါရအောင်ဆရာ။ဟာလူကလည်းအပြေရတယ်။အဓိကစားမယ့်ဟာလေးရောက်လာပါပြီခင်ဗျာဒါကို cheese fondue လို့ခေါ်ပါတယ်ဆွစ်ဇာလန်နိုင်ငံမှာ safety အများဆုံးစားတဲ့ safe view ရအစားအစာတစ်ခုပဲဖြစ်ပါတယ် safe chi တုံးလေးမျိုးလောက်ကိုဟင်းချက်တဲ့အစာပလာတွေတံမြာတီကော်မုတ်တင်နဲ့ရောပြီးတော့အခုလိုမီးနဲ့ပပွက်စုအောင်တဲထားပြီးတော့ခုနကပါမုတ်မှာကလောက်ကလောက်ကိုခရင်မှာထိုးပြီးတော့အပေါ်ကငေကောင်းမုတ်လေးဖြူပြီးတော့စားရတာပဲဖြစ်ပါတယ်။ Oh my god. Oh my god. တော်တော်ကောင်းတော်တော်ကောင်း။ Cheese ရဲ့ characteristic တွေအပေါ်ရလိုက်ပါမုံမာကလောက်ကလက်ကအခုလိုချိဆက်တွေ့ပါတဲ့ချိန်မှာနူးညံ့ပြီးစားလို့တော်တော်ကောင်းပါလေ။အော်ရေကောင်းပါ ချီးဆက်အရသာကငငံလေးနဲ့တို့ငပိကိုသားလားအနံ့ပြင်းတယ်လို့ပြောကြပေမဲ့ဒီချီးဖောင်တူးလောက်ထားတဲ့ဟာအနံ့ကမဆိုးစလောက်လေးပြင်းပါလေ။ဖြေဆောင်ငယ်ဒါပေမဲ့ဆက်ဆက်အရသာကစားလို့တော်တော်လေးကောင်းပါတယ်အရန်ကောင်းတယ်ဒီ cheese ကိုရိုးရိုးရေနဲ့တောက်လိုက်လို့ရှိရင်လေထိုးလေပွားဖြစ်တတ်တယ်လို့ပြောတဲ့အတွက်ကြောင့် red wine နဲ့စားတောက်ရလေလို့လည်းပြောပါတယ်ပြီးတော့အာလူးပြုတ်လေးကိုအခုလိုမျိုး cheese နဲ့ပေါ်လေးကိုကောင်းပါတယ်သူ့ရဲ့ cheese နဲ့ ။တရားစာရေးကိုအကောင်းဆုံး။ပြီးတော့ကျွန်တော်တငယ်ချင်းစားတဲ့ဟာလေးကိုမေးထားရပဲဖြစ်ပါတယ်။ဒီကျေးရွေးရှာ။အားလုံးကောင်း။ ကျွန်တော်ကတော့ဒီ cheese fondue လေးကိုစားလို့ကောင်းလို့နောက်ထပ်တစ်ခိုက်လောက်လေးထပ်စားလိုက်ပါတယ်။ကျွန်တော်စားပြီးတဲ့အချိန်မှာခုနကမြင်းသားကိုတခွာသေးချင်းနဲ့ကျွတ်တုံချင်းနဲ့စားမယ့်ဟာကိုကျွန်တော်ကအသားထူးထူးဆန်းဆန်းနဲ့တိတ်မစားတတ်တော့ကျွန်တော်တငယ်ချင်းကိုစားပြီးတော့သူ့ရဲ့အရသာဘလို့ရှိမလဲဆိုတာလေးပဲမေးကြည့်ခဲ့ပါတယ်။ဘယ်လိုလဲ။ဘာရသာနဲ့တူလဲ။တူတူနီးတဲ့တူ။ပီဇာလည်းထည့်စားတဲ့ဝတ်သားပြားလို့ပြော။ပီဇာလည်းထည့်စားတဲ့ဝတ်သားပြား။အင်းမင်းလေး ကျွန်တော်မစားရတဲ့အသားရဆိုသူစားပါမယ်။ဒါကတော့ခုနက cheese oil ကိုဂျိုးကတ်နေအောင်ထားပြီးတော့အဲ့ဂျိုးတွေကိုပြန်ပြီးတော့ကလော်ပေးထားတာပဲဖြစ်ပါတယ်။ဒီအရာတာကလည်းတော်တော်လေးကိုကောင်းပါတယ်။အရာတာကဘာနဲ့တူလဲဆိုရင်အနက်မနန်နဲ့ငပုတ်ချောက်လိုမျိုးပေါ့နော်။ Oh my god ။ငါလုံးကလည်းဒါပေမဲ့ငါချောက်ဖို့နဲ့တော့တူတယ်။ Mine is မထောက်ဖို့နဲ့တော့တူပဲဒါပေမဲ့အရင်ကောင်းပုံမှန်ချီဆိုမျိုးမဟုတ်တဲ့အနံ့တစ်ခုကိုလည်းရရှိခဲ့ပါတယ်။ငပိငချောက်ကြိုက်တဲ့လူဆိုတော့ဒီလိုငငံလေးကစားလို့တော်တော်လေးကောင်းပါတယ်။ပါမုံလေးနဲ့ကတ်စားရင်လည်းတော်တော်ကောင်းပါပါခင်ဗျာ။ကြွကြွရွရလေးနဲ့ပေါ့။ကျွန်တော်တို့ပြန်တဲ့အချိန်မှာတော့အရန်ကိုအေးနေပါပြီ။အရန်အေးဖို့ဒီမှာလည်းမချီထားတဲ့ပုံဟာမျက်နှာအုပ်ထားပါတယ်။လှအေးတာမခံနိုင်လို့ပါရန်ကုန်မှာဆိုမျက်နှာပူတာပေါ့နော်။ကျွန်တော်ကတော့ခင်ယူးမေဖြစ်နေပါတယ်။ ။ဟာမဖြစ်လဲ။မဖြစ်လဲ။နင်နာအေးတယ်။နင်နာအေးတာကြီးမခံစားနိုင်တော့။ညွတ်တယ်။နောက်ညွတ်အေးနေ။အိုက်ဇက်က။နောက်နေ့မနေ့မှာတော့ဖီဇလန်ရဲ့မျိုးတော်ဂျနီဗာကို ရောက်နေပါတယ်။ဒါလိတ်ဂျနီဗာပါ။ဟိုဘက်ကတောင်တွေကပြင်သစ်ပါ။ဒီဘက်ကဆွစ်ဇာလန်ပါ။ပုတ်စီရဲ့နာရေအားမှာအရန်ချီချီ။ကျွန်တော်တို့ဒီဂျနီဗာမြို့ကိုရှောက်ကြည့်ခဲ့ပါတယ်။ဟေး။မောင်ဘဲ ဂျနီဗာမြို့ကဆွစ်ဇာလန်နိုင်ငံရဲ့မြို့တော်ဖြစ်ပြီးတော့ဒီတမြို့လုံးကအေးချမ်းချမ်းတိတိကျကျစိတ်ရှိကြပါတယ်။ရေကန်ကိုလည်း Lake Geneva လို့ခေါ်ပြီးတော့ဒီရေကန်ကနေမြို့ရဲ့ဟိုဘက်ချမ်းဒီဘက်ချမ်းကိုဖြတ်ပြီးတော့သွားနိုင်ပါတယ်။ဆွစ်ဇာလန်နိုင်ငံကနာယီရေကိုအဓိကထားထုတ်လုပ်တဲ့နိုင်ငံလည်းဖြစ်တဲ့အတွက်ကြောင့်နာမည်ကြီးနာယီတွေဖြစ်တဲ့ Rolex, Hublot တို့လိုလိုမျိုးနာယီအမျိုးအစားပေါင်းများစွာတွေရဲ့ရုံးချုပ်ကိုလည်းအခု Swift နိုင်ငံမှာတည်ရှိပါတယ်။ဒီ Geneva ရဲ့မြို့တွေကိုရောက်ရှိခဲ့ပါပြီ။ စစ်သလန်ရဲ့ shopping city ပါသူတို့က Sunday ဆိုရင်တရလုံးဖွင့်ပါဘူး popular ဆိုတော့သူတို့မျိုးကအရန်ချမ်းသာလို့ပါပြီးတော့စစ်သလန်မှာရှိရဲ့ဒီဘွန်ပိုင်ကထွက်တဲ့ရေတောင်မှ fashion နဲ့ပေါ့နော်သူကအရန်ချမ်းသာတော့ Sunday ဆိုလည်းအလုံးမလုပ်ဘူး6နာရီလောက်ဆိုလည်းအလုံးမလုပ်တော့ဘူး Sunday ကလုံးဝပိတ်ပါတယ်အရင်ကဆိုရင်ဒီ Jennifer မျိုးကအခုဒီ ထောက်လောက်ထိရေမြုပ်နေပြီးတော့အခုနှစ်ပေါင်းရာချီထောင်ချီဖြစ်သွားတော့မှရေကျသွားပြီးကုန်းပေါ်မှာတိဆောက်ထားတယ်လို့လည်းဘ ഹു စုသားအနေနဲ့သိရှိခဲ့ရပါတယ်ဒီနေရာမှာတင်းမောစိတ်ထိရှိတယ်လို့လည်းကြားသိရပါတယ်အခုလိုရေရီကြနေတဲ့ fountain က affordable လို့ရေးထားတဲ့အစာရှိရဲ့ရေ fountain တွေဆိုလို့ရှိရင်ကျွန်တော်တို့တောက်လို့ရပါတယ်။ဆွတ်မှာဆိုလို့ရှိရင်ရေကဈေးလဲကြည့်ရဲ့အဲ့ဒီပြင်ကိုအခုလိုရေပေါ်ပိုင်းနေရေပန်းနေရာကြတဲ့ရေတွေကတောက်ကလာရေတောက်ကတောက်တော့ပါမယ်။တန်ရှင်းပြီးလက်ဆက်တွေတွေကြောင့် ကျွန်တော်တို့ရေအတွက်စိတ်ပူစရာမလိုဘဲနဲ့တောက်လို့ရပါတယ်။ရေကကောင်းတယ်။နည်းနည်းလေးတော့ပေါ့။ AVN water နဲ့အတူတူပဲဆိုတော့တောက်အောင်တော့တောက် ကျွန်တော်တို့ဒီ safe ရဲ့ Geneva မြို့ကိုရှောက်ကြည့်ရင်းနဲ့သူတို့မြို့ရဲ့အထင်ကနေရာလေးတွေရောက်တယ်။အခုဒီအမြောက်တွေကတော့အရင်ကပြင်သစ်နဲ့ဆွစ်ဇာလန်တိုက်ပွဲတွေဖြစ်တဲ့အချိန်မှာပြင်သစ်တွေကိုအခုလိုဒီအမြောက်တွေရှိတဲ့အတွက်ကြောင့်ဆွစ်ဇာလန်နိုင်ငံကနိုင်ဝါတယ်လို့လည်းသိရှိရပါတယ်။တောင်ရဲ့အမြင့်နေရာတနေရာလေးကိုရောက်ရှိခဲ့တယ်။ဒီခုံတန်းရှည်ကိုကမ္ဘာပေါ်မှာအခြေဆုံးခုံတန်းရှည်လို့လည်းသူတို့ပြောရအောင်လည်းကျွန်တော်ကြားသိရပါတယ်။ညနေပိုင်းလေးဖြစ်တဲ့အတွက်ကြောင့်ဒီနိုင်ငံသားတွေကဒီလိုအခုလိုပန်းချန်လေးမှာအပန်းဖြေစော့ကစားကြပါတယ်။ ကျွန်တော်တို့ဒီဆွစ်ဇာလန်နိုင်ငံကိုရောက်တဲ့အချိန်ကသတင်းကြော်လာပြနေဖြစ်တဲ့အတွက်ကြောင့်လာတော့ပြေးပြီးတော့တော်တော်ကြီးကိုကြည့်လို့လှပါတယ်။လာလဲပိုနေတယ်လို့ထင်ရပါတယ်။ နောက်နေ့မနက်မှာတော့ကျွန်တော်တို့ Montreal ဆိုတဲ့မြို့လေးကိုသွားကြည့်ခဲ့ပါတယ်။ဒီရေကန်ကိုလည်း Montreal Lake လို့ခေါ်ပါတယ်။ဟိုဘက်ခြမ်းမှာတော့ EVN ရွာလေးတွေ့ရရှိပါတယ်။ရေတက်လောကမှာ EVN Water ဆိုတဲ့ရေကတော်တော်လေးကိုနာမည်ကြီးပါတယ်။အဲ့ရွာကနာမည်ကိုယူထားပဲဖြစ်ပါတယ်။ EVN ရေကလည်း quality ကောင်းတယ်။တန်ရှင်းလက်ဆက်တာလည်းဖြစ်တဲ့အတွက်ကြောင့်အဲ့ရွာကရေနောက်ဒီ lake ကရေတွေကိုပြန်ပြီးတော့ပေါင်းခံကြိုးချက်ပြီးတော့ဒီတစ်ကမ္ဘာလုံးကိုတင်သွင်းရောင်းချနေတာပဲဖြစ်ပါတယ်။ အရန်ချမ်းသာတဲ့တစ်ထေးတွေကဇဇလန်ရေကိုတောက်ကြပါလေကျွန်တော်ကအဲ့ Montreal Lake မှာဘဲလေးတွေတွေ့လို့ဘဲလေးတွေကိုရေလေးနဲ့တော့ပတ်ပြီးစော့ကစားတယ်ပေါ့ပြီးသွားတော့ကျွန်တော်တို့ဒီ cheese ဒီ swift ရဲ့ cheese အခုကိုစားမလို့ပဲဖြစ်ပါတယ်ဒီ cheese ကတော့အဲသူတို့ cheese အတုံးကိုအခုလိုပုံဖော်ပြီးတော့ချစ်ထားပါဘောနော်မသိလို့ရှိရင်ကြောက်ပွင့်လေးလိုပါပဲဒီ cheese တွေအရမ်းအောင်စိတ်နေအောင်အနံလေးကတော့မစိုးသလောက်လေးနည်းနည်းတော့ cheese မှာမှအမျိုးမျိုးရှိပါဘူး ယထာနဲ့နောက်ထပ်တစ်မျိုးကိုတွားနေတာပဲဖြစ်ပါတယ်။အဲ့ဒါကကျွန်တော်တို့ရေခဲတောင်ရှိနေတဲ့မြို့တစ်မြို့ပဲဖြစ်ပါတယ်။အဲ့နေရာကို John Farrow Road ကိုခေါ်ပါတယ်ကျွန်တော်တို့ဒီယထာကြီးကမှန်ကြီးအပြည့်လောက်ထားပြီးတော့ဆစ်ဇလန်နိုင်ငံရဲ့အလှတရားတွေကိုလည်းကျွန်တော်တို့ယထာပေါ်ကနေပြီးတော့ကြည့်ရှုနိုင်ပါတယ်တက်တက်ချက်တန်အိုင်စကရီမအပေါ်က Pasta Chico နဲ့ Dark Chocolate ဆစ်ဇလန်မှာဆက်တက်ချက်ဆိုရင်9500လောက်မြောက်ပါ Chocolate ရဲ့အရသာ share ဒါကတော့တောင်ကြီးမှာရှိတဲ့နေရာလေးကိုသွားနေတာပဲဖြစ်ပါတယ် Crash Landing on You ကိုရီးယားဇာတ်ကားမှာမင်းသားကမင်းသမီးကိုအခုလိုနေရာတီးပြီးတော့မင်းသမီးအလာကိုစောင့်နေတာမျိုးမင်းသားကအဲ့နေရာမှာ စံနေရာတည်နေတဲ့အခန်းလေးတွေပဲဖြစ်ပါတယ်ကျွန်တော်ဒီနေရာမှာအလှတပ်ပုံလေးတွေရိုက်ထားခဲ့အလှဗီဒီယိုလေးတွေရိုက်ထားတာကိုကျွန်တော်ရဲ့ page တဲ့မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်နေရာလေးကတော်တော်လေးလှတဲ့အတွက်ကြောင့်ကျွန်တော်တို့အိမ်နေရာမှာညနေခင်းစည်းစာတစ်ခုလုံးကိုထိုင်းကြည့်ရင်လည်းအိမ်လေးကိုဖြတ်တန်းခဲ့ပါတယ်ညနဲ့လာလေးလေးသူရဲ့ကောင်းကင်ကြီးကဖမ်းရောင်ပြောင်းလာပြီးတော်တော်လေးကိုလှတဲ့နေရာလေးပဲဖြစ်ပါတယ်တော်တော်လေးကိုသဘောကျပါတယ် ောင်းနေမနဲ့မှာတော့ကျွန်တော်တို့တောင်ထိပ်ကိုတက်မလို့ပဲဖြစ်ပါတယ်။တောင်ထိပ်တက်တဲ့ဒီဘူရာယုံမှာတော့ဒီကားနံပါတ်ပြားတွေကိုချိတ်ဆွဲထားတာတွေ့ရယ်။ထူးထူးခြားခြားအနေနဲ့ကျွန်တော်တို့မြန်မာနိုင်ငံကကားနံပါတ်ပြားကိုလည်းတွေ့ရှိခဲ့ရပါတယ်။အရင်တော့ကကားနံပါတ်ပြားပေါ့နော်။ပြီးတော့ကျွန်တော်တို့တောင်ထိပ်ကိုတက်မလို့ပဲဖြစ်ပါတယ်။တောင်ထိပ်တက်တဲ့အချိန်မှာမနက်စာအနေနဲ့ဒီပါမုတ်တွေစားရတာပေါ့နော်။ဆွစ်ဇာလန်နိုင်ငံမှာတော့မနက်စာကိုအခုလိုပါမုတ်တွေအသားညက်ပါမုတ်တွေပါမုတ်မှာကလောက်ကလတ်တွေအဲ့လိုတွေပဲစားကြတာများပါတယ်။၃ရက်ပဲနေရပါ ချွန်ဖရန်ရိုးလို့ခေါ်ပါတယ်အဲ့ဒါကိုကေဘကားနဲ့တက်မယ်အပေါ်မှာရထားထပ်ပြရမယ်အထဲမှာလေးလက်ဝတ်ထားပါတယ်ကေဘကားနဲ့တောင်ကြီး၃လုံး၄လုံးလောက်ကိုဖြတ်သွားပြီးတဲ့အချိန်မှာအခုလိုလှပနေတဲ့တောင်ဒုတိယတောင်နေရာကိုရောက်ပါပြီဒုတိယတောင်နေရာမှာအာကျွန်တော်တို့နည်းနည်းပါးပါးဓာတ်ပုံလေးပါလေးရိုက်ပါတယ်ပေါ့နော်ဒီနေရာလေးကဒီမင်းသမီးလေဒီခုံတဲ့နေရာလို့လည်းသိရပါတယ်ဟိုတောင်ထိပ်ကိုရောက်ပါပြီအပြင်ကိုမထွက်ရသေးပါဘူးအပေါ်ကအင်းကြီးနောက်ဆက်ထွက်ဝေးလိုက်ရပါတယ် ဒီဒုတိယတောင်နေရာကနေပြီးတော့လုံးဝတောင်ထိပ်ထိပ်ကိုတော့ကျွန်တော်တို့ရထားနဲ့နောက်ထပ်တစ်ကြိမ်ထပ်တက်ရမှာပဲဖြစ်ပါတယ်။တောင်ထိပ်ကိုရောက်တာနဲ့ကျွန်တော်တို့အပြင်ထွက်ပြီးတော့ခနာတပ်ပုံရိုက်တယ်။ထိပ်ဆုံးကိုရောက်ဖို့အတွက်ကျွန်တော်တို့လှိုင်ကိုရေခဲလှိုင်ကိုကြီးကိုကျွန်တော်တို့ထပ်ဖြတ်ရတယ်။ရေခဲလှိုင်ကိုကြီးကိုဖြတ်ပြီးတော့မှသာလေဟိုးအပေါ်ဆုံးတောင်ထိပ်ကိုရောက်ရှိမှာပဲဖြစ်ပါတယ်။အပေါ်ဆုံးတောင်ထိပ်ကိုရောက်တာနဲ့ကျွန်တော်တို့ရေခဲနေရဲ့ရေခဲပြင်ကြီးနဲ့အတူတူနေအပူချိန်ပြင်းပြင်းကိုလည်းခံစားရပါတယ်။နေတော့အရန်ကိုချိန် တောင်ထိပ်ဖြစ်နေရောနေလည်းအရန်ပူပဲဟောအေးလားဆိုတော့အေးရဲ့ဒါပေမဲ့နေပူနေရောနည်းနည်းရောအာနင်းနေကအခုလိုရေခဲဖြစ်နေပြီးတော့ပူပိုင်းဒေသကလူတွေအတွက်နင်းနဲ့အစောကစားတာကပြောဖို့ကောင်းပါတယ် ဒီနေရာလေးကတော့ crash landing ကိုယူဇကားမှာပါတဲ့မြောက်ကိုရီးယားမင်းသမီးနဲ့မင်းသားနဲ့တွေ့ရတဲ့နေရာလေးပဲဖြစ်ပါတယ်ပြီးတော့တောင်အောက်ပြန်ဆင်းပြီးတော့လေဒီခုံဆင်းရင်နဲ့မင်းသားနဲ့တွေ့တဲ့နောက်ဆုံးပိတ်နေရာလေးကိုလည်းကျွန်တော်တွားရောက်ကြည့်ရှုခဲ့ပါတယ်ကိုကတော့မနက်ခါကားမှာပါ Swiss မှာကျုပ်ပြုတ်ကိုအခုလိုလေးဘူးလေးနဲ့ရောင်းတယ်သူ့ကျုပ်ပြုတ်ကအရောင်လေးနဲ့ဖြစ်စေရတယ် ကျက်ဥရဲ့အရာသာကတော့ပုံမှန်ပါပဲဒါပေမဲ့ကျက်ဥကိုပြုတ်ထားတဲ့အချိန်မှာအထဲသေးရအနှစ်ကိုအရန်ကျက်တာလည်းမဟုတ်အရန်မကျက်တာလည်းမဟုတ်ဘဲနဲ့အနှစ်ရွှေဝါရောင်ရွှေရွှင်လေးကိုတွေးရတယ်အဲ့ဒီပြင်ကိုစားရငေဟိုကောင်းရတခြား spice တွေရောထားပြီးတော့အဲ့အထုပ်လေးနဲ့တွဲစားဖို့လဲကျွန်တော်တို့ဒီကျက်ဥပြုတ်နှလုံးထဲမှာထည့်ထားပေးရပါတော့ကျက်ဥပြုတ်ရောင်ပါလို့စားနိုင်ငေဟိုကောင်းမှုတွေနဲ့ကို spice အထုပ်လေးနဲ့ ဒီကျုပ်ပြုတ်ကသူတို့လုတ်ထားတဲ့စားတွေမြေုပ်ကောင်းတွေတခြား spice တွေနဲ့လုတ်ပြီးတွဲစားတဲ့အချိန်မှာတော်တော်လေးကိုစားလို့ကောင်းပါတယ်အဲကျုပ်ပြုတ်ရောင်းလာတော့မှအခုလို strategy လေးနဲ့ကျုပ်ကိုအယောင်ဆို spice လေးနဲ့ဆိုတော့ပို့ပြီးတော့ရောင်းကောင်းတာပေါ့နော်ကျွန်တော်ကကျုပ်ပြုတ်နှလုံးကိုမဝါလို့ဆိုပြီးတော့အခုပါမုတ်အသားညက်လေးစားလို့ပါအခုကဆာမက်ဆိုတဲ့မျိုးကိုရောင်းနေပါတယ်ဒီမျိုးမှာ top balloon ဆိုရဲဟို chocolate ရှိတယ်အဲ chocolate ရဲ့ တောင်ပေါ်ကဒီမြို့မှာရှိရပါဘောနော်ဒီတောင်ပေါ်လားရှိရဲ့ဒီဟာဒီမြို့ကလည်းဆွစ်ဇာလန်မှာပဲရှိတာဇာမက်မြို့ကိုရှောက်ကြည့်ရင်လည်းကျွန်တော်တို့အနှိမ့်လက်စာကိုဒီပထမ စားတဲ့ cheese fondue ကိုပဲစားရမှာပဲဖြစ်ပါတယ်။ဒီမှာကတော့တခြား Italian အစားအစာတွေရှိပေမဲ့ Switzerland နိုင်ငံမှာ Switzerland နိုင်ငံရဲ့အစားအစာကိုစားဖို့ကျွန်တော်ကတော့ဆုံးဖြတ်ခဲ့တယ်ပေါ့နော်။ဒီဆိုင်ရဲ့ cheese fondue ကတော့အရှိယဆိုင်လိုမျိုး cheese မျိုးတွေမဟုတ်ဘဲနဲ့အတောက်ကိုခင်းကျင်သေးနဲ့ရောစပ်ပေးထားပါတယ်။ပြီးတော့အရွက်မစားရမနေနိုင်ကျွန်တော်ကတော့ salad ရွက်အတုပ်ကိုမှစားခဲ့ပါတယ်။ဒီ salad ရွက်အတုပ်ကို Swiss ပတ်စံ၉ချက်ပေးရပါတယ်။ပြီးတော့စားပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ဇာမတ်မျိုးကိုရှောက်ကြည့်ရင်လည်းအကြည့်မဲ့တောင်ကြီးကိုရောက်ပါပြီ။တောင်နာမည်က Matterhorn လို့ ခေါ်ပါတယ်ပြီးတော့နာမည်ကြီး chocolate ဆိုင်မို့လဲကျွန်တော်သွားပြီးတော့ chocolate တွေသွားဝယ်ခဲ့တယ်။အဲ့ဆိုင်မှာပဲ hot chocolate ကိုရောင်းတာကိုလည်းကျွန်တော်အမည်အနေနဲ့တောက်ကြည့်မလို့ဆိုပြီးတော့ဝယ်ခဲ့ပါတယ်။ဒီဟာကတော့ရှစ်ချက်ပေးရပါတယ်။ That chocolate hot chocolate ဒါ Switzerland မှာကနာမည်ကြီးရဲ့ chocolate တစ်ခုပါ။အဲ့ဒါကိုအဲ့ဆိုင်မှာပဲ chocolate ကို hot chocolate အရေးဖြော်ပြီးရောင်းတာ။အင်းအရသာလေလုံးဝပြည့်နှက်ပြီးတော့ တော်ကောင်းတာပါချောကလက်အရသာအစ်စ်ကိုခံလာတော့ကောအိဆိုင်ရပဲကျွန်တော်ချောကလက်တွေဝယ်လာရင်းနဲ့ချောကလက်ရဲ့အရာတာကိုမီးစမ်းကြည့်တယ်ကျွန်တော်တို့ကဘာအနှံ့မှာဒီချောကလက်တစိ့ကရောင်းချနေပေမဲ့တချို့ flavor တွေကိုဆွစ်ဇာလန်နိုင်ငံမှာပဲရရှိတယ်လို့လည်းကျွန်တော်သိရပါတယ်ချောကလက်အရာတာလုံးဝသိမ့်ထွက်တယ်ချောကလက်ထွက်တဲ့နိုင်ငံမျိုးလို့လားမသိဘူးတော်တော်ချောကလက်ရဲ့အရာတာကောင်းတယ် ပရိုးတွေရဲ့အင်္ဂါတောင်ပေါ်တွေမှာဖြစ်တဲ့အတွက်ကြောင့်လိုအပ်တဲ့ကြောက်တုံးတွေကြောက်ခဲတွေအုတ်တွေကိုအခုလိုမျိုးဟယ်လီကော်ပတာနဲ့အသေးဆောင်တာကိုလည်းကျွန်တော်တွေ့ရှိခဲ့ရပါတယ်အရန်ကိုချမ်းသာတဲ့နိုင်ငံပါပဲခင်ဗျာပြီးသွားတော့တကယ်ကျွန်တော်တို့သွားခြင်းတဲ့မတ်တာဟုံးဆိုတဲ့တောင်ခြေကိုကျွန်တော်တို့ရောက်ပါတယ်ဒီတောင်ကချောကလက်မှာနာမည်ကြီးတဲ့ထိုဘရွန်ဆိုတဲ့ချောကလက်ကဒီတောင်ရဲ့ပုံလေးကိုယူထားရပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဆွေဇလန်ဗီဒီယိုလေးရတော့ဒီမာရင်ပြီးဆုံးပါပြီတခြားနိုင်ငံကိုလေပတ်ခဲ့တာတွေကိုလည်း ကျွန်တော်နောက်ပိုင်းမှာဖြည်းဖြည်းချင်းတင်သွားပေးမှာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ